ရန်ကုန်မြို့တော်စီပင်သားရေးကော်မတီရန်ကုန်မြို့ပြအမွေနှင့်ထိန်းသိမ်းစောက်ရှောက်ရေးအဖွဲ့နှင့် Royal Philips Corporation တို့ပူးပေါင်းဆောင်ရွက်မှုနဲ့မဟာဗန္ဓုလပန်းချံမှာအပြာရောင်ကပီးပြားကိုတက်ဆင်လိုက်ပြီဖြစ်ပါတယ်။ဥအောင်နိုင်ကပြပို့ထားတာပါ။ဒီကနေ့ဒီဇင်ဘာ22ရက်နေ့ခုနကကြီးကမဟာဗန္ဓုလပန်းချံ1886လို့ပန်းချံရဲ့သမိုင်းချင်းရေးထိုးထားတဲ့အပြာရောင်ကပီးပြားကိုရန်ကုန်မြို့တော်ဝန်ဦးလာမြင့်ကဖဲချိုးပြတ်ဖွင့်လှစ်ပလိုက်တာပါ။အဓိကကတော့ဒါလေးတွေစီစဉ်အားမြဲနောက်ဖတ်တဲ့လူတွေလောက် ီးတော့เนาะချစ်ရှုတဲ့လူရเนาะဒီစာအုပ်ရဲ့တမိုင်းကြောင်းလေးနဲ့เนาะဟိုဒီနောက်ခံကိုပြီးတဲ့အတွက်เนาะကိုမိုးကြီးစိတ်ဝင်စားတာเนาะအဲ့တော့ဝင်းရုံလည်းဖြစ်ပါတယ်ဟိုဒီကတော့ဟိုမြန်မာနိုင်ငံကိုလာရောက်လည်းပတ်တယ်เนาะသူတို့ပြင်နိုင်ငံသားခီးပါးတွေအတွက်လည်းကြီးရပါတယ်အဲဘုလဲပန်းချံမှာမူလဖိုက်သကွေးရဟုအမည်တွင်ခဲ့ပြီး နိုင်ငံသပိုင်းတခြားကိုရေးပါတဲ့အဖြစ်ပြက်များစွာဖြစ်ပေါ်ခဲ့တဲ့နေရာလည်းဖြစ်ပါတယ်မြန်မာနိုင်ငံလွတ်လပ်ရေးရရှိတဲ့အနေမှာပဲဝန်ကြီးချုပ်ဦးနုကလက်ရှိလွတ်လပ်ရေးကြောက်တိုင်ကိုအုံမြင့်ချပြခဲ့ပြီးခေတ်ဆက်ဆက်ရင်ကျင်းမှုဆိုင်ရာပေါ်လန်းတွေနဲ့အများပြည်သူစုဝေးရာနေရာတကူလည်းဖြစ်ပါတယ်ဝိုင်းစီရရှင်းဆက်လုပ်မယ်လုပ်ငန်းတွေကတော့ခုနောက်တက်လာမယ်ဆိုရအောင်ကျွန်တော်အနေနဲ့ဒီလိုပလန်နေရှိတယ်နော်ဒီလိုအကြံဉာဏ်ပေးမယ့်ဟာလည်းရှိပါတယ်အဲ့ဒါကိုကျွန်တော်ချပြပါမှာဖြစ်ပါတယ်အဲ့ဒီပြာရောင်ကြီးပြားတွေကိုလူများနဲ့တက်ဆိုင်ရာနေရာတွေမှာ အဲ့ဒီနေရာတွေနဲ့ဆက်ဆက်နေတဲ့သမိုင်းဝင်ပုံကိုယ်တွေနဲ့သမိုင်းဖြစ်ပျက်တွေကိုဖော်ပြပြီးတက်ဆင်ခဲ့တာဖြစ်ပါတယ်ကျွန်တော်တို့နောက်လဲဒီအခါဝင်တင့်တင့်တို့ကျွန်တော်တို့ဌာနတက်ဆန်ဌာနဆိုင်ရာနဲ့ကျွန်တော်တို့ဒီ YHD နဲ့ကျွန်တော်တို့ပူးပေါင်းပြီးတော့ဒီလိုမျိုးအထင်ကြီးရနေရာတွေမှာဒီအပြောင်ကလေးတွေတက်ဆင်သွားမယ်ကျွန်တော်စီမံဆောင်ရွက်လေးရှိပါတယ်ရန်ကုန်မြို့မှာအပြာရောင်ကပီးပြားတက်ဆင်ဖို့ရာထားတဲ့ထင်ကရနေရာနဲ့အစာဥပေါင်း189လုံးရှိပြီးဒီနေ့ဆက်ယူတာက10ခုမြောက်ဖြစ်ပါတယ်ကျွန်တော်အောင်အောင်နိုင်ပါ